မြန်မာတရုတ်ဆက်ဆံရေးအပေါ်မြန်မာ လူကျော်လူမော်တွေရဲ့သဘောထားသိနိုင်ဖို့ ISP မြန်မာကနှစ်စဉ်စစ်တမ်းကောက်ယူနေပါတယ်။ဒီတစ်နှစ်၃ချိန်မြောက်စစ်တမ်းရဲ့ရလက်တွေက အချို့ကိုမိတ်ဆက်ပေးချင်ပါတယ်။မြန်မာအရေးမှာတရုတ်နိုင်ငံက PPCC ပါဝင်လာရတဲ့အကြောင်းဟာမြန်မာနိုင်ငံမှာရှိတဲ့တရုတ်နိုင်ငံရဲ့ဗျူဟာမြောက်စီမံကိန်းတွေတိုက်ခိုက်သိမ်းယူခံရတာကြောင့်လို့ယူဆသူများခဲ့ပါတယ်။ အဲ့ဒီလို ယူဆသူက63ရာခိုင်နှုန်းရှိပါတယ်။ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့စစ်ရေးအောင်မြင်မှုကြောင့်လို့ယူဆသူက58ရာခိုင်နှုန်းရှိပြီးအတိုက်အခံအင်အားစုတွေစီးလုံးလာတာကြောင့်လို့ဖြေဆိုသူက38ရာခိုင်နှုန်းရှိပါတယ်။တရုတ်နိုင်ငံအနေနဲ့မြမအရေးဆောင်ရွက်တဲ့အခါဘယ်သူတွေနဲ့ပူးပေါင်းမယ်ထင်တယ်လဲလို့မေးတဲ့အခါ အာဆီယံအထူးကိုယ်စားလှယ်နဲ့ပူးပေါင်းလိမ့်မယ်လို့အများစုကဖြေကြပါဗျ။ဘယ်သူနဲ့မှမပေါင်းမဲတရုတ်တနိုင်ငံတည်းပဲ ပါဝင်လိမ့်မယ်လို့မြင်တဲ့သူဒုတိယအများဆုံးဖြစ်ခဲ့ပါဗျ။တစ်ဖက်မှာတော့တရုတ်နိုင်ငံချောင်းဝင်တဲ့ငိမ့်ချမ်းရေးဆွေးနွေးပွဲတွေဟာရေတိုအပြည့်ခန့်ရက်စဲရေးကိုပဲဥတီစေတယ်လို့ယူဆသူ80ရာခိုင်နှုန်းအထိရှိပါတယ်။ဒါပြင် ပဋိပက္ခတွေကိုပုံမှုဆိုးရွားစေလိမ့်မယ်လို့ယူဆသူကလည်း63ရာခိုင်နှုန်းရှိပါတယ်။